တစ်ခါတလေကြာလို့ရှင်ဟာဒီကအဆုံးစင်နေရတယ်မထည့်သေးပါဘူးပေါ့အဲ့လိုမျိုးတွေပါရင်ဖြစ်တတ်တယ်လေလူတယောက်ဟာအင်လာကပေးလို့ပေးရမယ်အင်လာကမပေးလို့ရှင်ရင်သူအိမ်ဘွားဆင်းပေးရမယ်အေးချင်းချင်းမပေးချင်းချင်းပေးလို့ပေးရမယ်ဘယ်လိုတခုအဖြစ်နဲ့ပေးလို့ပေးရတယ်အဲ့လိုပဲ pay yourself ဆိုတဲ့ portion ကိုလည်းအစနာရီဖာမယ်ကိုယ်ဝဲစနာရီဝယ်ရမယ်လို့ဆိုရဲအတိတ်ပဲမျိုးတော့နည်းနည်းထွက်နေတာပေါ့နော်ဒါပေမဲ့တကယ်တော့အဲ့ဒါမဟုတ်မမှန်မိပါပါရှင် ီဒီဘက်မှာ financial resilience course ကနေပြီးတော့ဝင်ရကျင်တဲ့ counseling ကတော့ pay yourself first ပေါ့နော်အဲ့ဒီဟာကကျမတို့အများကြီးပြောနေချာစကားပေါ့ဒီ blog မှာပေါ့နော်ဝင်ဝင်ဝင်လာတိုင်းကိုကိုကို pay yourself first လောက်ရမယ်ပေါ့ pay yourself first ဆိုတာဘာလဲဆိုတော့အဲ generally အဖြစ်ဆိုရင်ကိုစားချင်တာတွေစားရမယ်လို့ကိုဝယ်ချင်တာတွေဝယ်ရမယ်လို့ဆိုရဲအတိတ်ပဲမျိုးတော့နည်းနည်းထွက်နေတာပေါ့နော်ဒါပေမဲ့တကယ်တော့အဲ့ဒါမဟုတ်ပါဘူးကိုရဲ့ financial goals ကိုရဲ့ financial objective ပြည့်ပြီးဖို့အတွက် ို financial freedom ဖြစ်ဖို့အတွက်ဒါမှမဟုတ်ကိုယ့်ရဲ့ retirement plan အတွက်ကိုယ့်အတွက်ကိုယ့်ရဲ့ future plan တော့ပေါ့နော်ကိုကအခုကိုကိုပြန်ပြီးတော့ cover လုပ်ထားဖို့အခုချိန်ကနေကြိုတင်ပြင်ဆင်ဖို့ pay yourself first ဆိုရဲအာနဲ့သွားတာပေါ့နော် pay yourself first ဆိုတဲ့အတိတ်ကကကိုယ့်ရဲ့ financial goals ကိုယ့်ရဲ့ financial objectives ပြည့်ပြီးဖို့အတွက်အခုထဲကနေပြီးတော့မိုးရွာတော့ရေခမ်းဆိုတဲ့အတိတ်ပဲနဲ့ pay yourself first ကိုအရင်ပြင်တာပေါ့နော်အဲ့တော့ဒီလို pay yourself first ကတစ်ခါတလေကြာလို့ရှိရင် အဲ saving account လေးကိုပတ်စံခဲတာမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါတလေကြလို့ရှင်ဟာဒီလားအသုံးစိတ်ကြီးရတယ်မထည့်သေးပါဘူးပေါ့အဲ့လိုမျိုးတွေပါရင်ဖြစ်တတ်တယ်အဲ့လိုတွေမဖြစ်အောင်လို့ pay your self first ကိုမဖြစ်မနေ commit လုပ်ဖြစ်အောင်လို့အဲဒီနေရာမှာအချက်၅ချက်နဲ့အဲအကြံဉာဏ်ပေးချင်တာပေါ့နော်နံပါတ်၁ကတော့ဘာလဲဆိုလို့ရှင်ဥပမာကျမတို့ကဝင်ဝင်ဝင်လာတိုင်း10%အဲပြီးတော့ surface ဆိုတဲ့ saving account လေးကိုထည့်နေထားပါတော့ဆယ်ထည့်နေဆိုလို့ရှိရင်ကျမတို့ကဒီ pay your surface ဆိုတဲ့ ပိုရှင်ကိုကျမတို့ကမဖြစ်မနေပေးရတဲ့ဘူးတစ်ခုအဖြစ်နဲ့ပေါ်ထားပြီးတော့ကိုကိုကိုကွန်မစ်လုပ်ဖို့အတွက်ကြိုးစားမယ်ကိုကိုကို force လုပ်ရမယ်ပေါ့ဥပမာအိမ်ကားနေတဲ့လူတယောက်ဟာအိမ်လာကပေးဖို့ပေးရမယ်အိမ်လာကမပေးလို့ရှိရင်သူအိမ်ဘွားဆင်းပြရမယ်ပေါ့ဒါမှမဟုတ်ရင်အရင်ပေးနေရတဲ့အိမ်လာကလည်းပိုများတဲ့အမောင်းကိုလည်းပေးရမယ်ဆိုလို့ရှိရင်ဒါဟာပေးချင်ချင်မပေးချင်ချင်ပေးဖို့ပေးရမယ်ဘူးတစ်ခုအဖြစ်နဲ့ပေးဖို့ပေးရတယ်အဲ့လိုပဲ pay yourself ဆိုတဲ့ ပိုရှင်ကိုလည်းအဲ့လိုမျိုးမဖြစ်မနေပြရတဲ့ဘူးတစ်ခုဖြစ်နေတတ်မှတ်ပြီးတော့အဲဒီ saving account လေးကိုထည့်နိုင်ဖို့အတွက်ကြိုးစားအမယ်ပေါ့နော်နောက်တစ်ခုကကြတော့တကယ်လို့အဲကိုဝင်ဝင်ဝင်လာတိုင်းမှာဥပမာ10%ကိုဥပမာ pay yourself first ဆိုတဲ့ saving account လေးကိုကြောင်းမယ်ပေါ့အဲ saving account နံပါတ်ကတော့အလိုပေးလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီ vlog မှာပြောနေကြစကားမလို့ပြောပြတာဆိုတော့ဥပမာ account A တဲ့ကိုဝင်ဝင်လာတိုင်းမှာ10%ကို စေပေးပေးရဆက်ဖတ်ဆိုတဲ့ account ဖြစ်တဲ့ BG ကိုတပ်ပါဆန်အငြင်းအော်တိုရွှေ့လို့ရအောင်လုပ်ထားမယ်ဆိုလို့ရှိရင်အဲဝင်ငွေတရားဝင်လာတိုင်းမှာ30ဟာဟိုဘက် account တွေကိုအော်တိုရွှေ့သွားမယ်ဒါမျိုးကိုလည်းကြိုတင်ပြီးတော့စီစဉ်ထား bank တွေမှာအဲ့လိုမျိုးကြိုတင်စီစဉ်လို့ရတယ်ဆိုရင်ကိုကိုယ်တိုင်လုပ်ဆောင်မလို့တဲ့ဘက်နဲ့အော်တိုဝင်သွားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီဘက် account ထဲမှာ60လေးတန်နေတယ်အဲ့တော့ကိုယ့်ရဲ့အသုံးသေးကဒီ60ပေါ်မှာပဲသုံးရမယ်ဆိုတဲ့အသိစိတ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ direct deposit transaction လုပ်လို့ရရင် arrange လုပ်လို့ရရင်လုပ်ထားတဲ့နေပေါ့ဆိုတော့မဟုတ်ရင်ဟာငါဟိုကျမတို့စုပူရဲထည့်တယ်လို့ရောငွေသားမရှိသေးလို့ဒီလာတော့မထည့်သေးပါဘူးလို့ဘာလို့အဲ့လိုမျိုး reason တွေပြထားမလို့တော့ဘူးကိုယ့်ရဲ့ဝင်ငွေတွေကနေ auto နှုတ်ပြီးတော့ကိုယ် saving account တွေကိုဝင်သွားမယ်ပေါ့ fix deposit လို့ account မျိုးတွေဖြစ်ဖြစ်ပေါ့ဝင်သွားမယ်ပေါ့နောက်တစ်ခုကကြတော့ pay yourself first ရဲ့ account ပို့ပြီးဖောင်းလာအောင်လို့လုပ်လို့ရတယ်နောက်တစ်ဝေးကပါလဲဆိုရင် မသုံးဖြစ်တဲ့ subscription fees တွေကိုပိတ်ပြီးတော့အဲ့အတွက်ပေးရတဲ့ subscription fees တွေကိုကိုယ့်ရဲ့ပေးရ first ဆိုတဲ့ saving account တွေကိုပြောင်းထည့်လိုက်ရင်လည်းကိုယ့်ရဲ့ဒီ saving account ကဖောင်းလာမယ်ပေါ့ဥပမာဆိုရင်တချို့တွေဆိုလို့ရှိရင် Netflix လည်း subscribe လုပ်ထားတယ်ဥပမာ Prime Movie ကိုလည်း subscribe လုပ်ထားတယ် HBO Movie ကိုလည်း subscribe လုပ်ထားတယ်ဆိုလို့ရှိရင်တကယ်တမ်းတော့ကိုကတစ်ခုလောက်ပဲတေချာကြည့်ပြတာပေါ့နော်ဘယ်လိုလို့တက်ရောက်ထင်းနဲ့သုံး သုံးခုလောက်ကိုကြည့်မလဲပေါ့အိမ်မှာရှိသမျှလူလူလည်းများတယ်ရှိသမျှလူတွေအတွက်ကြည့်ရဆိုရင်တော့လည်းတမျိုးပေါ့နော်ဒါပေမဲ့တချို့ဆိုရင်တယောက်ထဲနဲ့ subscription သုံးလေးလောက်ကိုဝင်ထားတယ်ကျမကိုယ်တိုင်လည်း Netflix ကို subscribe လုပ်ထားတယ်ဒါပေမဲ့တစ်လလုံးနေလို့မှ3-5ရက်လောက်တော့ပေးချာမကြည့်တင်ဘူးပေါ့နော်အဲဒါပေမဲ့ cost ကိုလည်းအနည်းဆုံး minimize cost ဖြစ်အောင်ကိုယ် manage လုပ်ထားပြီးတော့ကိုယ့်ရဲ့ entertainment cost အနေနဲ့တော့အခုချိန်ကြီးတော့ ခိုးထားတော့မယ်ပေါ့နော်ဒါပေမဲ့ကျမလည်းစဉ်းစားလာပြီဒီကိစ္စဒီ subscription fees ကအကုန်ခံသိမ်းတော့ဘူးထင်တယ်လို့လည်းစပြီးတော့တွေးလာပြီပေါ့အဲ့တော့အဲ့လိုမျိုးမတုံးဖြစ်တဲ့ subscription fees တွေကိုကိုယ့်ရဲ့ဒီ pay yourself first ဆိုတဲ့ saving account ထဲကို transfer လုပ်ခြင်းအပြင်ဒီ account ဟာပို့ပြီးတော့ကြီးထွားလာနိုင်တယ်ပေါ့ အဲ့တော့အဲ့လိုမျိုးမတုံးဖြစ်တဲ့ subscription fees တွေကိုကိုယ့်ရဲ့ဒီ pay yourself first ဆိုတဲ့ saving account တွေကို transfer လုပ်ခြင်းအပြင်ဒီ account ဟာဟာပို့ပြီးတော့ကြီးထွားလာနိုင်တယ်ပေါ့နောက်တစ်ခုကကြတော့ gym subscription fees တွေပေါ့ gym subscription fees တွေကတော့ထုံးစံအတိုင်းပေါ့ငါဒီငါလုံမယ်ငါလုံမှဖြစ်တော့မယ်ဆိုပြီးအားရပါးရနဲ့တန်းနေစာတို့6လစာတို့ပြင်လိုက်တယ်ပေါ့ ရှင်ကလည်းအလိုပဲကာလာရှည်အတွက်တွင်းလို့ရှိရင် discount ရတယ်လေအဲ့တော့ discount ရတာကိုမှတ်ပြီးတော့ရေကိုကိုကိုအဲအဲ့ချိန်မှာ strong motivation ဖြစ်နေတော့တွင်းလိုက်တယ်ပြီးလည်းပြီးရော PC လို့အဲဘာဖြစ်လို့ညာဖြစ်လို့မိုးရွာလို့နေဘူးလို့လည်းမသွားပြတော့ဘူးပေါ့အဲ့လိုမျိုးနဲ့ရှင်ကိုထူလိုက်ရတဲ့ subscription fee တွေလည်းရှိရဲအဲ့တော့ကိုကိုကိုအရင်ဆုံးတစ်လား တန့်ပြီးကိုမှန်မှန် commitment လုပ်နိုင်ရလားဆိုတာကိုတကယ်ကိုရှင်းသွားခြင်းနဲ့ဆိုရင် commitment လုပ်နိုင်ရလားဆိုတာကိုအရင်စမ်းသပ်ပြီးတော့မှတကယ်ကို commitment လုပ်နိုင်တယ်ဆိုတော့မှ subscription fees ကိုအတွင်းတင်တယ်ဒီညမှာပြောချင်တဲ့အထိတ်တွေကဘာလဲဆိုတော့ချင်းကိုမသွားနဲ့ပတ်စံကုန်တယ်လို့ဆိုလို့ရမဟုတ်ဖဲနဲ့ကိုတကယ်လုံနိုင်မှာချင်းရဲ့ subscription fees ကို တွင်းတင်နေဆိုတဲ့အကြောင်းရယ်အဲပြီးရင် cat cost လို့ချင်းရင် hand free free hand ကိုယ့်ဘက်ကိုအိမ်မှာပေါ့နော်အဲဘယ်လိုမျိုးဥမာလမ်းလျှောက်တာနဲ့အစားထိုးနေတယ်လို့အကြံဉာဏ်ပေးချင်တာပါနောက်တစ်ခုကကြတော့ challenge yourself ပေါ့ကိုကတကယ်လို့ဝင်ဝင်ဝင်လာတိုင်း10%ကိုပေးရဆက်ဆိုတဲ့အကောင့်လေးကိုထည့်မယ်လို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကို challenge လုပ်ပြီးတော့ why not ပေါ့နော်10%ကနေပြီးတော့5%ဘာလို့မထည့်နိုင်ရမှာလဲနောက်နှစ်ကစပြီး15ရာခိုင်နှုန်းဘာလို့မထည့်နိုင်ရမှာလဲဆိုပြီးကိုကိုကို challenge လုပ်ပြီးတော့ဒီ pay yourself first account တွေကိုထည့်တဲ့ပမာဏကိုကိုကနေပြီးတော့ဟို increase လုပ်ပြီးတော့လှုပ်ချင်းအဖြစ်လဲကိုရဲ့ financial goals financial objective ကိုမြန်မြန်ပြည့်ပြည့်စေနိုင်တယ်ပေါ့အားလုံးကိုအဲတစုံတရာကြိုရှိလိမ့်မယ်လို့ပြောလင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်